တိုင်းမှာချစ်သူအိမ်တော်ဗျာကျေးဇူးနာစင်နေကြတဲ့ပိတ်သက်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်းအကြောင်းသိလို့သူတွေမမြတ်တဲ့ကြောင်းတရားတွေကိုသိဖို့အတွက်ကျွန်တော်ဆိုင်ကွန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုင်းမှာချစ်သူအိမ်တော်ဗျာဒါကတော့တိုက်ဆက်ကြည့်သူတိုင်းတည်ထားတဲ့အချက်များတွေကတခုဖြစ်ပါတယ်တိုင်းမှာချစ်သူအိမ်တော်ဘက်ကြံခဲ့သူတွေဒီလူတွေဟာတိုက်ဆက်ရှိသူ၁၀ယောက်မှ၄ယောက်လောက်ပါလာတကြတယ် လူပြေလူရသောအကြောင်းအရာမျိုးမျိုးနဲ့ဇေလွတ်တဲ့အခါဝင်စားတဲ့အခါလူဖြစ်ဖို့ကုသိုလ်ကံတွေကြီးတဲ့အခါတယောက်ဟာအမြဲကြံခဲ့ရတယ်။အနောင်ဘွဲများစွာရှိတဲ့အထဲမှာဒေတန်ရောစဉ်မြတ်တာအချစ်အမုံတရိယာချင်းလွမ်းဆွချင်းစားတဲ့ခံစားချက်တွေနဲ့ဖွဲ့စည်းရပ်ပတ်ထားတဲ့ဒီတန်ရောစဉ်တွေဟာတာမန်လူမပြောနဲ့ပုပ်ကိုထူများပင်ဖြတ်ဖို့ရန်ခက်ခဲလာပါတယ်။နှစ်ယောက်မှာ ိုချစ်သူဟာပိုခံစားရတယ်။လာရသူနဲ့လာရလန်းကို မျောလင့်သူ ထိုသူနှုတ်ဦးရဲ့ခံစားချက်တွေဟာမတူညီကြဘူး။အချိန်နေကြတဲ့အခါပုထုဇဉ်ပြပြအယောင်ပြောင်းလဲတဲ့သူနဲ့ထိုသူကိုပဲဘဝဆက်ဆက်ပါစေခြင်းတဲ့သူဟာပိုခံစားရတယ်။မှားကြတဲ့ဇကားလေးတခုကအဝေးရောက်သွားရင်မမေ့နဲ့တယ်လေ။လူအပိုင်းချရှိချေရတဲ့သူတွေပေါ်ပင်မိမိဟာဒီလောက်တန်ရုံစင်ရှိတာ သူနဲ့နှစ်ပေါင်းများစွာဘယ်လောက်တန်ရုံစဉ်ရှိမလဲချက်မလဲတွေးကြည့်ယုံနဲ့ခန်းစားမိပါတယ်အရှိုးကလက်လျူရှူတဲ့အခါနင်းမျိုးစုံနဲ့ကာွယ်ခြင်းဖြတ်တောက်ခြင်းသုံးမခိုင်းခြင်းများမေးပြောက်ခြင်းများပြုလုပ်တဲ့အခါမိမိယခုဘဝအတွက်အတိတ်မှာတည်ဆောက်ခဲ့တဲ့ဘဝတစ်ခုကိုဖျက်ဆီးတဲ့အခါအမြဲတွေ့ကတူချေရသူတိတက်တဲ့သူအကျဉ်းချင်း အသေးခွဲနေရတယ်လို့စတဲ့ခံရတယ်လို့ မြင်တွေ့နေရသူဟာကဘာပြတ်ကြသလိုခံစားရတယ်။အချက်ဆိုတော့အေဂျင့်မှုတွေကနေအမုံပတ်တို့ပြောင်းလဲသွားကြတယ်။အချက်ကနေဖြစ်ပေါ်တဲ့အမုံဟာဘလောက်ကြီးတဲ့တလဲဆိုတာရာသွင်းနေများစွာကြည်ရင်သိနိုင်တယ်။မိမိရှိမှမိမိရှိရတဲ့သူဟာအခြားတယောက်နဲ့ပျော်ပါခြင်းဟာချေရတဲ့သူအဖို့လွန်စွာပူလောင်မိမှာပါ။ဒီလိုနဲ့အချို့ဆို နောက်ဆက်တည်းအထိဖြစ်တတ်ကြတယ်။ တို့နောက်ရတဲ့အခါအိမ်တော်မမြဲအောင်အိမ်တော်မပြူနိုင်အောင်ချစ်သူမမြဲအောင်နောက်ရတဲ့စီးပွားရေးလူမှုရေးကျမ်းမာရေးဟာသူ့အာနဲ့သူအစဉ်ပြေနေပေမဲ့အချစ်ရေးအိမ်တော်ရေးဟာကန့်ခိနေခြင်းနဲ့ချစ်သူအိမ်တော်ပတ်တွေနဲ့တေခွဲခွဲရင်ခွဲမခွဲရင်ရှင်ခွဲခွဲရခြင်းနဲ့အထီးကျန်စံခြင်းနဲ့မိမိတန်ရောစဉ်ရှိတဲ့သူဟာထိုသူနဲ့အချိန်ကြာကြာမရှိအောင်ပြုလုပ်ခြင်းနဲ့အဓိကကမိမိရဲ့စိတ်ကိုချေလှယ်ပြီး နောက်ဆုံးစီးပွားရေးကျန်းမာရေးအထိနောက်ဆက်နိုင်တယ်။ထူးခြားချက်ကမိမိအသက်ကြီးမှာအခြေရေးကန့်ဆန်းတွေဟာတက်လာတယ်လို့မျိုးခံစားရတယ်။အချို့ဆို လူပွားကမိမိတို့ချစ်သူအိမ်တော်ဗတ်များစီတို့လာရောက်ခြင်း၊လာတွေ့ခြင်း၊ထိတွေ့ခြင်းများပြုလုပ်ကြတယ်။အနောက်ကလူဝင်စားပြီးလိုက်လာကြသည့်အထိရှိတတ်တယ်။ဒို့ပေမဲ့ထိုသူတွေကတက်တန်းတူတယ်၊တက်ရောက်ရင်လည်းအပြစ်ပေးခံရတယ်။ဒါကနောက်မှပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ သူတို့ကမိမိကံနေငင်အားနေချက်တွေကိုအရှားသူတွေထက်ပိုတိလို့ပိုနှောင့်ယှက်နိုင်ကြတယ်။သူတို့ရဲ့ခံစားချက်ကိုလည်းနားလေတယ်။သူတို့ကိုလည်းတနာတယ်။မိမိကိုလည်းတနာတယ်။ဒါဆိုဒီလိုတွေဖြစ်ရင်ဘလို့လုပ်ရမလဲ။အချို့ကတိုက်ချုပ်တွေနဲ့ပြုလုပ်ခြင်းနဲ့မေတော်ကြီးခမဲတော်ကြီးတွေနဲ့ပြုလုပ်ခြင်းနဲ့အကိုတော်အမတော်တွေနဲ့ပြုလုပ်ခြင်းနဲ့အနံ့ကြတယ်။ ကျွန်တော်ကတိတ်တဘောမတွေးပြီမဲ့လက်ခံပါတယ်လှုပ်လဲလှုပ်တင်ပါတယ်ကျွန်တော်ရဲ့အတွေ့အကြုံဇနီးနဲ့ခင်မွန်ထွန်နူဦးသားရဲ့အချင်းချင်းအားနည်းချက်အားသာချက်တွေကိုဝေဖာပေးခဲ့တဲ့အဖေနဲ့အမေထထောင်ပို့တည်နိုင်ကြတယ်ဇနီးနဲ့ခင်မွန်ရဲ့ကိစ္စကိုထိုနိုင်ငံတော်ကိုအုံချုပ်တဲ့ဘယင်းနေထထောင်သူ့လိုချင်းချင်းကပို့တည်တယ်ကျွန်တော်ပြောပြရဲဆိုလိုရင်းကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျာဒီကိစ္စတွေကပုဂ္ဂိုလ်ထူတွေကဝင်ပါတာများတယ်လို့ မထင်မိပါဘူးဒီလိုမျိုးအနှောင်အဖွဲ့တွေကြံခဲ့တဲ့သူတွေဟာမယိုင်တော့စိတ်ကိုထားပြီးသူတို့အတွက် လုံတဲ့လုံတဲ့ဓာလေးတွေကိုပြုလုပ်ပေးခြင်းသူတို့အတွက်မြတ်တာပို့ခြင်းမြတ်တာဟာအေးချမ်းပါတယ်ကိုစားကုသိုလ်လေးတွေပြုလုပ်ပေးခြင်းမိမိကဖျားဝပြူတဲ့အခါခင်မိုးကြီးဆေပါကြော်ပြီးမောရာတော့ကိုတက်စီအမြဲရွတ်ဖတ်ပေးပါဒါကတော့မိမိရဲ့ပေါ်တန်ရောစဉ်ရှိသူချစ်သူပေးတာနေသူများအတွက်လုံတဲ့ ီလန်လေးတစ်ခုပါအေဂျန်ဘီထရောက်ပါတယ်။ဒါပေမဲ့ဖောက်ပြန်ဖောက်ပြားပြီးတယောက်တည်းနဲ့မတင်းတဲ့လူများကတော့ဆရာကောင်းသမားကောင်းရှာပြီးကိုလန်းကိုရေးစေးလျှောက်ကြပါဒီလိုကိစ္စဆိုတာတိုက်ထဲမှာလည်းရှိမယ်လို့ထင်မိပါတယ်ခင်ဗျာဒါကတော့တိုင်မှာချစ်သူအိမ်တော်ဗတ်များဆိုတဲ့ခေါင်းစဉ်အောင်မှပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမိမိတို့တင်ရာခဲလာတော်လူဘဝကိုရရှိခဲ့ပြီးမိမိတို့တင်ညာနေရှင်ကမိမိတို့သွားလို့ရဘုံဌာနအတီးတီးကို ွေးချယ်နိုင်မှာကြောင့်ပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါစေခင်ဗျာ။ခုနှစ်နေနဲ့ရှစ်နေပွားတာသမီတို့ဒီယနေ့ယခုချိန်မှစ၍စိတ်ချမ်းသာ ကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။နောက်ဗီဒီယိုမှာ ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။